င်္ဂလာခင်ဗျာကျွန်တော်ကတော့ဇွဲတစ်ပါ DPP ရုံးမြင့်တန်းကြားရဲ့ညနေ၄နာရီချိန်တရရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးပါမယ်မြန်မာသတင်းတွေကမ္ဘာသတင်းတွေအတူအားကစားသတင်းတွေကိုလည်းရှုစားကြမှာပါခင်ဗျာနိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ပြန်လွတ်မြောက်ရေးကူညီပေးဖို့အမေရိကန်သမ္မတအင်ပီရိုရှစ်မှာမြမရေဆောင်ရွက်သူတွေကဒုတိယမြောက်နေ့အဖြစ်ထပ်ပြီးဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်တုဒ္ဒချမ်းသာပေးပို့ထားပါတယ်ခင်ဗျာ နိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်တာဆန်းစုကြည်ပြန်လွတ်မြောက်ရေးနှင့်စစ်ကူတာဝန်ရရေးကူညီပေးဖို့အမေရိကန်ပြည်ထောင်စုမြို့တော်ဝါရှင်တန် DC တမရအင်မီရိုရှိမှမြန်မာရေးဆောင်ရွက်သူတွေကဒေသဆောင်တဲ့စက်တင်ဘာ26ရက်နေ့နဲ့29ရက်နေ့တွေမှာ2025ပြတောင်းဆိုခဲ့ကြတာပါ။ စက်တင်ဘာ29ရက်နေ့ညနေပိုင်းမှာမြန်မာပြည်ဆောင်ရွက်သူတွေအင်မီရိုရှေ့မှာထပ်မံဆူဆီးခဲ့ကြပြီးအမေရိကန်သမ္မတနဲ့နိုင်ငံတကာအစိုးရတွေစီကိုဒေါန်ဆန်းစုကြည်အတွက်တင်စကားထပ်မံပေးပို့နိုင်မှုကြိုးစားခဲ့ကြတာဖြစ်ပါတယ်။အမေရိကန်ရဲ့နိုင်ငံရေးအခြေအနေကကျွန်တော်တို့သမ္မတထရန့်ရဲ့ဥပဒေအစ်စ်တွေနဲ့နော်နိုင်ငံရေးတွေပြည်တွင်းနိုင်ငံရေးရှုပ်နေတဲ့အချိန်မှာကျွန်တော်တို့အနေနဲ့ဆန္ဒပြပွဲတွေကိုဒီရှေ့မှာမလုပ်ဖြစ်ဘူး။ဒါပေမဲ့အခုဒါကတော့သမ္မတထရန့်ကိုလာပြီးတော့ကျွန်တော်လာတောင်းဆိုတာဖြစ်ပါတယ်။ဘာလဲဆိုတော့ကျွန်တော်တို့မေဒေါ်ဆန်းစုကြည်ပါနော်။ကျမရဲ့အချိန်ဒီစိုးရနေဆိုကြားရတယ်။ရရှိတဲ့ရရှိတိုက်တဲ့ စေဝါကုသခွင့်နေမရဘူးဖြစ်နေတယ်ဆိုတော့ဒီချက်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်မေတော်စားစုကြည်ပါဝင်သမရာကြီးဦးမြင့်ပါဝင်နိုင်ငံချင်းသားတွေအားလုံးပုံမှန်စေဝါကုသမှုတွေရရှိဖို့เนาะနောက်ပြီးလို့ရှိရင်အ мян ဆုံးလွတ်မြောက်ဖို့အတွက်သမရာဒေါ်နယ်ထရန့်အနေနဲ့သူ့ရဲ့ power ကိုသုံးပြီးတော့ pressure ပေးပေးပါလို့ကျွန်တော်လာပြီးတော့ request လုပ်တာပါဒါကျွန်တော်ဒီနေ့ပွဲအဓိကအကြောင်းပါ ဆန္ဒပြပွဲဒုတိယနေ့မှာစစ်ကောင်စီရဲ့အထူးရောက်ရွေးကောက်ပွဲကိုအမေရိကန်ဆူရကကြေဝင်ဆန့်ကျင်ပေးဖို့စစ်ကောင်စီရဲ့ကြံဖက်လို့ရက်တွေရပ်တန့်အောင်ဖိအားပေးဖို့စတဲ့ချက်တွေကိုလည်းတောင်းဆိုခဲ့ကြတာတွေ့ရပါတယ်။ဗမာပြည်သူပြည်သားတွေခံစားနေရတဲ့နေ့စဉ်ဘုံကျဲတပ်ဖြတ်မရင်းကျင့်ရက်ဆက်ရုံမှောင်မှုအပေါင်းတရဘူးဆောင်းတဲ့စစ်အစိုးရကိုအ мян ဆုံးပြုတ်ကြအောင်ဒီအိမ်ပြီးတော့ရှေ့ကနေပြီးတော့တမရဂျင်းနဲ့တကွအမေရိကန်အစိုးရကိုလာရောက်တောင်းဆိုခြင်းဖြစ်ပါတယ်။ အသက်80ရွယ်နိုင်ငံတော်ဤတိုင်ငံပုဂ္ဂိုလ်တောင်ဆန်းစုကြည်ကိုစစ်ကောင်စီကအာဏာစသိမ်းတဲ့2021 February တရနေ့မနက်စောပိုင်းကလေးကဖမ်းဆီးထိန်းသိမ်းတရားစွဲဆိုအကျဉ်းချခဲ့တာဖြစ်ပါတယ်။လက်ရှိအချိန်ကြီးပမာထိန်းသိမ်းထားပြီးဘလို့အခြေအနေရှိတယ်ဆိုတာကိုဖုံးကွယ်ပြီးစစ်ကောင်စီကသတင်းအမှောင်ချထားခဲ့ပါတယ်။ဒီလိုအသက်80အရွယ်အမေကိုသူတို့ဖန်စီချုံထောင်တာပဲလေပြည်သူတွေကအမေရဲ့ဟိုအချစ်တွေကမရော့ပါဘူးအမေကိုလည်းယုံကြည်နေသေးပဲ မေဆုချက်မှပါစေအမြန်ဆုံးလွတ်မြောက်ပါစေပြည်သူအားလုံးရဲ့တောင်းဆိုချက်ဖြစ်ပါတယ်အမေရိကန်တမရအင်ပြူရောရှိမှာကျွန်တော်တို့လာပြီးတော့ဒီအမေအမေဆုလွတ်မြောက်ရေးနဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေကိုကုညီထောက်ပံ့ကုညီနိုင်ဖို့အတွက်ကိုကျွန်တော်တို့လာပြီးတော့ကျွန်တော်ဆန္ဒထုတ်ပါဖြစ်ပါတယ်တမရအင်မြူရိုရှိဆန္ဒပြပွဲနှစ်ရက်စလုံးမှာအမေရိကန်ပြည်တော်ရဲ့တိုင်းရင်းသားတွေနဲ့ခွေးရံဘာသာဝင်တွေလည်းပူးပေါင်းပါဝင်ခဲ့ပြီးတောင်ဆန်းစုကြည်အတွက်ဝတ်ပြုဆုတောင်းပေးခဲ့တာတွေ့ရပါတယ်။ ်အမေတယောက်ကကျမတို့တိုင်းပြည်အတွက်အခုအနစ်နာခံခဲ့ရတယ်ကျမတို့ပြည်သူပြည်သားတွေအမေကိုအခုထိကျမတို့မလုပေးနိုင်ကြဘူးမလုမြောက်ပေးနိုင်ကြဘူးအဲ့ဒီအတွက်ကျမတို့အတော်လေးကိုစိတ်မကောင်းဖြစ်မိတယ်ဒါကြောင့်မလို့ကျမတို့ယုံကြည်တဲ့ဘုရားသခင်စီမှာလာပြီးတော့မှအမေစုကိုအမြန်ဆုံးလုမြောက်ပေးဖို့ဖန်စီထားတဲ့စစ်ကောင်စီသူတို့ရဲ့စိတ်နှလုံးသားကိုလည်းနူးညွတ်ပြီးတော့မှသူတို့အမြင်မှန်ရဖို့အတွက်ကိုကျမတို့ဒီမှာလာပြီးတော့ဆုတောင်းရခြင်းဖြစ်ပါရဲ့ရှင် နိုင်ငံတော်၏တာဝန်ခံပုဂ္ဂိုလ်တောင်ဆန်းစုကြည်ကနှလုံးမိုက်ဆိုင်ရာအခြေအနေပိုဆိုးရွားလာတဲ့အတွက်စိုးရိမ်ကြောင်းတာငယ်ဖြစ်သူ Kim Harris ကိုကိုထိန်နေကစက်တင်ဘာ9ရက်နေ့ကလူမှုကွန်ရက်မှာရုပ်သံဖိုင်နဲ့ပြောဆိုခဲ့တာပါတောင်ဆန်းစုကြည်ရဲ့အခြေအနေနဲ့ပတ်သက်ပြီးကျမ၏ကောင်းမွန်တဲ့လို့စစ်ကောင်စီတရင်ပြန်ကြားရေးတာဝန်ခံဗိုလ်ချုပ်ဆောင်မင်းထွန်းကတုံ့ပြန်ပြောဆိုထားပေမဲ့ခိုင်လုံတဲ့တည်တည်ကိုတော့မပြသခဲ့ပါဘူးကျွန်တော်ဒုတာချမ်းပါပါ မြမအရင်နဲ့ပတ်သက်ပြီးအာဆီယံဘုံသဘောတူညီချက်၅ရပ်ကိုအများယုံကြည်မှုပြန်လည်ရရှိရတဲ့အတွက်ဂျိုပန်အားထုတ်မှုတွေအရှိန်မြင့်လှုပ်ဆောင်နိုင်ဖို့အာဆီယံကိုမလေးရှားကတိုက်တွန်းလိုက်တဲ့အကြောင်းဒဆန်မလေးရှားသတင်းစာမှာစက်တင်ဘာလ28ရက်နေ့ကဖော်ပြပါဗျ။ပြီးခဲ့တဲ့စနေနေ့မှာကျင်းပတဲ့အကြိမ်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံမှာမလေးရှားနိုင်ငံရဲ့ဝန်ကြီးမိုဟာမက်ဟာဆန်ကမိန့်ခွန်းပြောကြားမှာအခုလိုထည့်သွင်းပြောကြားလိုက်တာပါ။မြန်မာနိုင်ငံမှာပြစ်ခတ်ရဆဲရေးသဘောတူညီချက်နဲ့နေမြေတချို့မှာ ကြက်ပြားပြီးအကြမ်းဖက်မှုတွေကအရသားတွေကိုဆက်လက်အနေနဲ့ပြုနေတာကြောင့်အလွန်စိတ်ပြက်မိတယ်လို့မလေးရှားနိုင်ငံတိုင်းဝန်ကြီးကပြောပါတယ်။ဒါ့အပြင်မြန်မာနိုင်ငံဟာအထူးကြံနိုင်ငံမဟုတ်ပဲအာဆီယံဒေသရဲ့အစိတ်ပိုင်းတစ်ခုဖြစ်တယ်ဆိုတာကိုအာဏာရသူတွေကသဘောပေါက်မှာဖြစ်တယ်လို့မြမအကျက်တဲ့အတွက်မြမပိုင်းမြမဦးဆောင်နဲ့ဖြည့်ရှင်းမှုတစ်ခုရလာဖို့ယုံကြည်ချက်ရှိရှိလက်တွဲလှုပ်ဆောင်မယ်ဆိုရင်ပြည်သူတွေအားလုံးအတွက်တောက်ပပြီးဘေကင်းလုံခြုံမှုရှိတဲ့အနာဂတ်ကိုရရှိလာမှာဖြစ်တယ်လို့လည်းပြောဆိုခဲ့ပါတယ်ခင်ဗျာ။ အိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်မှာမိုးရစေဝအမှုနဲ့မြန်မာနိုင်ငံသားတွေမကြာခဏဖမ်းဆီးခံရတာကြောင့်မြန်မာစစ်ဘေးရှောင်တွေကန့်တက်ခံရမှုတွေများလာနိုင်တယ်လို့စစ်ရှောင်တွေနဲ့ကုညီပေးသူတွေကပြောကြပါဗျာ။တိတိသတင်းပေးပို့ထားပါရခင်ဗျာ။အိန္ဒိယမြန်မာနယ်စပ်မီဇိုရန်ပြည်နယ်မှာမိုးရစေဝတည်ယူမှုနဲ့မြန်မာနိုင်ငံသားတွေမကြာခဏဖမ်းဆီးခံရတာဟာစစ်ဘေးရှောင်တွေအတွက်နေထိုင်ရတာကန့်တက်မှုတွေပိုများလာနိုင်တယ်လို့စစ်ဘေးရှောင်တွေကပြောပါဗျာ။ ပြီးခဲ့တဲ့စက်တင်ဘာလ22ရက်နေ့ကလည်းချမ်ပန်ခရိုင်ဇိုခေါ်တာကနေအိုက်စောမြို့ကိုလာတဲ့တစီကားတစီကိုရဲစစ်စီရေးခိမ့်မှာစစ်ဆေးရာချင်းပြည်နယ်ဖလန်းမြို့နယ်ဒေသခံအမျိုးသမီးတယောက်စီကဘိန်းဖြူ119ဂရမ်ဖမ်းဆီးမိခဲ့တယ်လို့ချင်းပြည်နယ်အခြေဆိုင်သတင်းမီဒီယာတွေမှာဖော်ပြထားပါတယ်။အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်ဟာချင်းပြည်နယ်ကတိုက်ပွဲတွေကြောင့်ထွက်ပြေးတိမ်းရှောင်နေကြရတဲ့မြန်မာစစ်ပေးရှောင်တွေအများဆုံးနေထိုင်ကြပြီးအိမ်ငှားနေကြသူတွေရှိတယ်လို့စစ်ပေးရှောင်စခန်းတွေမှာနေထိုင်ကြသူတွေလည်းရှိပါတယ်။ ဒီလိုမူရစေမှုနဲ့မြန်မာနိုင်ငံသားတွေမကြာခဏဖမ်းဆီးခံနေရတဲ့အတွက်ရေရိုးသက်သာနေထိုင်တဲ့ဆေးပေးရှောင်တွေပါနေထိုင်ရကြက်လာမှာကိုစိုးရိမ်နေရတယ်လို့ကြံဖိုင်မြို့မှာနေထိုင်တဲ့မြန်မာဆေးပေးရှောင်မျိုးသမီးတယောက်ကပြောပါတယ်ဟုတ်တယ်များနေတယ်ဆေးပေးရှောင်နေခက်ဖြစ်နေတာအကြောင်းလို့ကြာရင်ကျမတို့ကမောင်းထုတ်ခံရမယ်လို့ရေရိုးသက်သာလုပ်ကိုင်နေသူတွေလေလုပ်ကိုင်စားကြတယ်နေသူကလည်းတက်သူတော့ရှိပါတယ်ဒီပြမှာမလုပ်ရင်တောင်းကြည့်ဦးချောင်းပဲပေါ့စောကထားအဲ့ပဲမှာကန့်နေပြီးတော့လို့ ဖယ်ရှားလို့ရပါတယ်။အိန္ဒိယဟိုဘက်ကနေစပီးရှောင်းနေဈေးမရောဘူးလို့အဲ့လိုမျိုးတွေစိတ်ပင်လာမဲ့အချိန်လူသားနေရတာကြောင့်မို့လေ။အာဆိုအဲ့ဒီခါကျတော့လူကန်ရှားလို့မရတော့ဘူးပေါ့ဟဲ့။မီဇိုရမ်ပြည်နယ်ရဲဌာနရဲ့စည်ရင်းတွေအရ2020ခုနှစ်ကနေ2025ခုနှစ်အထိမီဆိုရမရာဇဝမှုတွေနဲ့ဖမ်းဆီးခံရတဲ့နိုင်ငံသားအယောက်460ရှိပြီးအဲ့ဒီထဲမှာမြန်မာနိုင်ငံသား439ယောက်ပါဝင်ပါတယ်ဖမ်းဆီးခံရတဲ့မြန်မာနိုင်ငံသားတွေထဲမှာ 185ရောက်ဟာမူရီဆေးဝါမှောင်ကုန်မှုနဲ့အမှုဖွင့်ခံရသူတွေဖြစ်တယ်လို့သိရပါဗျ။မူရီဆေးမှုနဲ့မီဆိုရမ်မှာဖမ်းဆီးခံရသူတွေဟာစစ်ပေးဆောင်တွေမဟုတ်ပဲစစ်ကောင်စီရဲ့မူရီဆေးဝါကိုရက်နဲ့ဆက်ဆက်တဲ့သူတွေဖြစ်ပြီးသူတို့ကစစ်ဆောင်စခန်းတွေနဲ့သူတို့ရဲ့ဆွေမျိုးစစ်ဆောင်တွေစီမှာယာယီတဲခိုသူတွေဖြစ်ပါတယ်။ဒီအခြေအနေတွေကြောင့်စစ်ပေးဆောင်တွေကမူရီဆေးဝါတည်ယူနေတယ်လို့အထင်မြင်လွဲစရာတွေဖြစ်နေရလို့စစ်ပေးဆောင်ရဲ့အကူအညီပေးနေသူတွေကပြောကြပါဗျ။ ခုချိန်မှာစစ်ကောင်စီကမူကြီးစေဝတ်တရခိုင်အကြီးဆုံးဝင်နေဖြစ်နေတဲ့ခါကျတော့ဒါရရှိကောင်စီအနာရနေတဲ့ရွေးကားတော်ဒီထိကြီးမားပို့ပေးရှိတယ်ဒီတိုင်းမီဒီယာမှာလည်းစစ်ဘေးရှောင်းနေတဲ့လိုလိုပါလိုလိုနဲ့မြောင်မာကမရှိတာမှုတွေရှိတယ်။ဟာဒီကြောင့်စီပေးရှောင်းနေကိုအမြဲတမ်းအတက်တရောကိုပြေးနေတဲ့အိန္ဒိယနိုင်ငံသားတွေကလည်းစီပေးရှောင်းနေတယ်လက်မခံချင်တော့တာလည်းရှိတာပေါ့နော်။တော်လေးတော့ကြက်တော့ရိုက်စီတယ်ဒီလိုကိစ္စတွေရတော့။မီဇိုရန်ပြည်နယ်အစိုးရရဲ့တရားဝင်စီရင်ရာ မြန်မာနိုင်ငံကနေရွှေပြောင်းရောက်ရှိလာတဲ့မြန်မာနိုင်ငံသား3000နီးပါးရှိပြီးချင်းရဖက်အဖွဲ့တွေရဲ့အစည်းအရချင်းစစ်ဘေးရှောင်9000နီးပါးရှိတယ်လို့သိရပါတယ်။ကျမဒီရီပါ ARI time ဥပင်မြို့အမှတ်1ရပ်ကွက်အုပ်ချုပ်ရေးမှူးကစစ်မှုထမ်းထောက်ပံ့ခြင်းအတွက်လုပ်ငန်းရှင်တွေစီကနေငွေကျပ်9000ကနေတသိန်းထိလစဉ်ငွေတောင်းယူနေတယ်လို့မဥပင်မြို့ကန်တွေစီကနေသိရပါဗျ။အမှတ်1ရပ်ကွက်အုပ်ချုပ်ရေးမှူးအောင်နိုင်စိုးဟာ စစ်မှုထမ်းထောက်ပံ့ကြေးဆိုကတိန်တောင်ကိုတလ9000ကျပ်ကနေတသိန်းကျပ်အထိကောက်ခံနေတာကြောင့်တိုင်ကြားခံထားရတာပါဒါကြောင့်ရက်ွက်နေသူတွေစီကနေပတ်စံကောက်ဖို့အဆင်မပြေတော့ဘဲလုပ်ငန်းရှင်တွေစီကနေလစဉ်ခွဲတန်းကျကောက်ယူနေတယ်လို့သိရပါတယ်အမတ်တရက်ွက်ထဲမှာရှိတဲ့စက်တောက်ဆိုင်တစ္ဆက်တစ္ဆိုင်တဲခုတ်ခန်းထမင်းဆိုင်လဖေးဆိုင်နဲ့နှလုံးသုံးလုံးရောင်းတဲ့ဒိုင်းတွေစီကနေတလကိုတသိန်းကျပ်စီလစဉ်ကောက်ယူနေပြီးကုန်ချောက်ဆိုင်အသေးလေးတွေစီမှာတော့ တလားကိုငွေကျပ်3000ကနေ5000ကျပ်အထိကောက်ခံနေတယ်လို့လုပ်ငန်းရှင်တွေနဲ့နှိစက်သူကပြောပါတယ်။စစ်တပ်ကအာဏာသိမ်းလိုက်ပြီးတဲ့နောက်ရက်ွက်ကြွေရအုပ်ချုပ်မှုတွေစစ်မှုရဟောင်းတွေကြန့်ခိုင်ရေးပါတီဝင်တွေနဲ့စစ်တပ်နဲ့ပနာတင်းတဲ့သူတွေကိုအစာထိုးပြန်လည်ခန့်အပ်ထားတာပါခင်ဗျာ။ဝါရင်စတူဒီယိုဒေသန်ရှင်ဗီတာခင်ညွန်ရဲ့ ဇာပနာအခမ်းအနားကိုရေဝဲတုတ်တံမှာပို့ဆောင်မိသချိုခဲ့ပြီးဂီတအပေါင်းတင်းတွေနဲ့ပရိသတ်တွေလိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။ဟန်နာသတင်းပေးပို့ထားပါတယ်ခင်ဗျာ။မြန်မာနိုင်ငံရဲ့အစောဆုံးစတူဒီယိုတေဂီတာဝိုင်းဖြစ်တဲ့ The Shake ကိုတည်ထောင်ခဲ့သူလည်းဖြစ်တယ်လို့တေဂီတာအတိုင်းဝိုင်းတစ်ခုလုံးကလေးစားမြင်လို့ကြားတဲ့ဝိုင်းရဲ့အဆိုတော့ Victor King ရဲ့နောက်ဆုံးခရီးကို စတမာလာ29ရက်နေ့ကပြုလုပ်ခဲ့ပြီးခေပြန်အစိုးရတွေတိကိတာအဖွဲ့ဝင်တွေလိပ်ပါပို့ဆောင်ခဲ့ကြပါတယ်အစိုးရခေတ်တခေတ်ကိုအတူဖြတ်တန်းလာကြပြီးတက်အရွယ်ကြီးရင်ချိန်မှလည်းရွှေအိုယောင်ဂီတညပွဲတွေနဲ့လေးနှစ်ဆက်တိုက်ပြန်လည်ဆုံတွေ့ရတဲ့အစိုးရစင်ဝင်းကျွန်းကလည်းပီတာကင်ညိုနဲ့ရွှေအိုယောင်ကာလာညတွေအကြောင်းကိုပြန်ပြောပြပါတယ်ကျွန်တော်တို့၈ရောက်၉ရောက်အဖွဲ့ပေါ့ကျွန်တော်ရဲ့အစိုးပိုင်းဘိုးဘိုးဟန်ဟောတော့ခင်မောင်သူတို့ ကံကောရောမျိုးအောင်လို့လားဒါနှစ်တိုင်းလုံးနေကိုဗစ်ကြမှာပဲနားလိုက်တာအခုထိပေါ့ပေါ့ကိုဗစ်ဒါမဝင်မရှိရင်တော့ကျွန်တော်ကျွန်တော်တို့ကနှစ်တိုင်းဇက်တိုက်လှုပ်သွားမှာတစ်နှစ်တစ်ချိန်အောင်လှုပ်တော့မှာပြိတ္တာကလည်းတောင်းဆိုလာလीနှစ်တိုင်းလိုလိုတောင်းဆိုအကိုဗစ်ဒါတော့မျက်ပါတယ်လीကျွန်တော်ရွှေဦးရောင်ဒီတညကျွန်တော်ညီကိုတွေပေါ့စတူဒီယိုအမျိုးသားဟိုနေစတူဒီယိုဆိုတော်တွေပေါ့ ဲ့ဒါအမှတ်တရပဲကျွန်တော်တို့ကအမြဲအမှစုံနေကြတခြင်းတိုက်နေကြအခုကတော့တော်တော်လေးကိုစိတ်မကောင်းပါဘူးဖီတာကင်ညိုရဲ့နောက်ဆုံးခရီးမှာအစိုးဆုံးတရှိတ်မှာပါဝင်တိခတ်ခဲ့တဲ့တော်မီဂျော်နိုင်အပါဝင်ရွှေဦးရောင်ဂီတညအဖွဲ့ဝင်တွေထဲကခင်မောင်တူပူပူဟန်စိန်ဝင်းထွန်းတို့အပြင်မြို့ကျော်မြိုင်စတဲ့တီတီဆိုနဲ့တီထိုးလုပ်သူတွေလည်းလာရောက်ပူဆောင်ခဲ့ကြတာဖြစ်ပါတယ် မြန်မာနိုင်ငံရဲ့ stereo ခုဥကတဲ့ကနေမကွဲလွန်မြအချိန်ထိတေးသချင်းတွေကိုဆွဲမမြဲတည်ဆုပ်ခဲ့တဲ့ Vita Kinyo နဲ့ပတ်သက်ပြီးအနိကတ်တရှိသူတူကခုလိုပြောပါတယ်။သူနဲ့ပတ်သက်အမှုပြန်နဲ့ပတ်သက်တော့အစိုးရအရေးကြီးအားလုံးဟိုလေတကယ်ကိုထူးချွန်တဲ့ပညာရှင်တောက်ဖြစ်တဲ့ stereo ခုရဲ့ဆရာတောက်လည်းဖြစ်တယ်ပေါ့နော်။ဒီတိုင်းကြီးတော့အများကြီးကိုအလုပ်ကြီးပြုခဲ့တဲ့ဗီဒပညာရှင်တယောက်ဖြစ်ပါတယ်။ဒီအတွက်ဘာလို့ဗီဒလောကသားတော့တိုင်းပြည်တော့ဗီဒပညာရှင်တယောက်ဆုံးရှုံးတဲ့ကြောင့်အများကြီးဝန်ထမ်းစရာကောင်းပါတယ်။ ဖီတာကင်ယိုဟာတီစီရီခွေပေါင်း20ကျော်တည်ဆိုခဲ့ပြီးတကောတော်သေးအဘမ်တွေအပြင်ဇုံတွဲတီးတည်ဆိုရာမှာလည်းလူကြိုက်များခဲ့ပါတယ်။စက်တမာလ20ရက်နေ့ဟာဖီတာကင်ယိုရဲ့89နှစ်မြောက်မွေးနေ့ဖြစ်ပြီးမွေးနေ့အပြီး9ရက်အကြာမှာလူကြီးယောဂါနဲ့ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ဖီတာကင်ယိုရဲ့နှွေမျက်ခွာညိုအလွမ်းတခြင်း၊နှွေသားဆိုရင်မပြာကျူရှင်လေကားရင်စတဲ့တခြင်းတွေကတော့လက်ရှိအချိန်ထိရည်ပန်းစားဆဲဖြစ်ပါတယ်။ဖီတာကင်ယိုကွယ်လွန်ချိန်မှာအသက်80ရှိပြီဖြစ်ပြီး ဇနီးညက်သား၃ယောက်ကျန်ရင်ခဲ့ပါတယ်ကျမဟန္နာပါမကွေးတိုင်းပေါင်းမြို့နယ်ထဲမှာစက်တင်ဘာလ25ရက်နေ့ကစစ်တပ်စစ်ကြောင်းနဲ့ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေတွင်တော်လိုင်းရဲတပ်ဖွဲ့ဝင်တချို့ကြာဆုံးခဲ့တယ်လို့လက်နက်ခဲယမ်းတွေနဲ့တော်လိုင်းရဲတပ်စခန်းတစ်ခုလည်းဆုံးရှုံးခဲ့ရတယ်လို့တော်လိုင်းရဲတပ်ဖွဲ့တွေစီကနေသိရပါရတယ်။ရေပြူရွာနီးမှာရှိတဲ့တော်လိုင်းရဲတပ်စခန်းတစ်ခုအသိမ်းခံလာရတာဖြစ်ပြီးရဲဘော်အကြအဆုံးနဲ့လက်နက်ခဲယမ်းတချို့တင်ပိုက်ခံရတဲ့အခြေအနေသေးစိတ်ကိုတော့မသိရသေးဘူးလို့ဆိုပါရတယ်။ ရေဖြူချေရနေကပုံတောင်နတ်ထိတ်မှာတော်လိုင်းတပ်ဖွဲ့တွေတင်ယူထားတဲ့ကပါစ24ကကင်းစခန်းကိုပြန်လည်ရယူနိုင်ဖို့စစ်ကောင်စီတပ်ဘက်ကအင်အား200လောက်နဲ့ပြီးခဲ့တဲ့အောက်ဂိုလာကုံပိုင်းကလေးကအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးတိုက်ခိုက်တာတွေအပြင်လေကြောင်းတိုက်ခိုက်တာတွေလည်းအများပြားရှိခဲ့တယ်လို့ဆိုပါရယ်စစ်ကောင်စီရဲ့ဝါဒဖြန့် Telegram Channel တွေမှာတော့ရေဖြူချေရအနီးမှာရှိတဲ့တော်လိုင်းတပ်စခန်းကနေတော်လိုင်းရဲဘော်တွေရဲ့ရုပ်အလောင်း၄လောင်းတနက်၈လက်နဲ့ ခရရန်တွေတင်စီရရှိခဲ့တယ်လို့ဓာတ်ပုံနေတဲ့တကွာရေးသားဖော်ပြထားတာတွေ့ရပါတယ်ခင်ဗျာမလေးရှားနိုင်ငံမှာနိုင်ငံသားတွေအလောလောကိုင်းတဲ့နေရာကို Opera C ဝင်ရောက်ဖမ်းဆီးရမှာမြန်မာအပါဝင်တရားမဝင်နိုင်ငံသား662ရောက်ဖမ်းဆီးခံရပါတယ်သီရိသတင်းပေးပို့ထားပါတယ်ခင်ဗျာမလေးရှားနိုင်ငံဆလန်ဂေါပြည်နယ်မှာမလေးရှားလူဝင်မှုကြီးကြပ်ရေးနဲ့ဌာနပေါင်းစုံပါဝင်တဲ့စစ်ဆေးရေးအဖွဲ့က အော်ပရာစီဝင်ရောက်ဖမ်းဆီးခဲ့ရာတရားမဝင်နိုင်ငံသားသားအယောက်900နီးပါးဖမ်းဆီးမိခဲ့တယ်လို့မလေးရှားနိုင်ငံလူဝင်မှုကြီးကြပ်ရေးဌာနကစက်တင်ဘာလ25ရက်နေ့မှာထုတ်ပြန်ထားပါတယ်။စက်တင်ဘာလ24ရက်နေ့ည9:00နာရီကနေ12:00နာရီဝန်းကျင်အထိဆလံကောပြည်နယ်ကလံမြို့ကနိုင်ငံသားတွေရဲ့အလုပ်လုပ်ကိုင်းတဲ့ပူလောက်အင်တာမှာဝင်ရောက်ဖမ်းဆီးခဲ့ရာလူပေါင်း1132ယောက်ကိုစစ်ဆေးပြီးအသက်16နှစ်ကနေ80နှစ်ကြားအမျိုးသား643ယောက်နဲ့မြို့သမီး19ယောက်ကိုဖမ်းဆီးနိုင်ခဲ့တာပါ။ ဖမ်းဆီးခံရတဲ့တရားမဝင်နိုင်ငံခြားသားတွေထဲမှာမြန်မာနိုင်ငံသား36ယောက်ပါဝင်ပါတယ်။ဘလောက်အင်တာမှာ immigration နဲ့ဌာနပေါင်းဆောင်ဝင်ပြီးမနေ့ကညနေ9နာရီခွဲကနေမနေ့12နာရီထိဝင်ဖမ်းပြီးမှပထမကြော်နိုင်ငံခြားသားတွေကိုစစ်ဆေးတဲ့အဲ့မှာမြန်မာနိုင်ငံသား36ယောက်အပါအဝင်662ယောက်ကိုမနေ့ကဖမ်းဆီးတယ် ဖမ်းဆီးခံရတဲ့တရားမဝင်နိုင်ငံခြားသားတွေကိုဆလံကောပြင်းနေရှောအလာအင်မီဂရေးရှင်းကိုခေါ်သွားတယ်ခေါ်သွားပြီးတော့အမှဘာအထောက်ထားတွေရှိလဲဆိုတဲ့ဟာပေါ့စစ်ဆေးတယ်စစ်ဆေးပြီးတာနဲ့သူတို့ကိုတရားမဝင်နေထိုင်မှုရယ်ပြီးတော့တချို့တွေက overstay အမှုအမှုတွေနဲ့စစ်ဆေးမယ်လက်ရှိမှာဖမ်းဆီးခံရသူတွေကိုဆလံကောပြင်းနေစမုံညင်းလူဝင်မှုတိကျရေးကတ်မှာထားရှိထားတယ်လို့အကူအညီပေးနေသူတွေကပြောပါတယ်မလေးရှားနိုင်ငံမှာနိုင်ငံသားတွေအလုပ်လုပ်ကြတဲ့စားတောက်ဆိုင်ဆက်ယုံ စားတဲ့နေရာတွေမှာနေတိုင်းနေပါဝင်ရောက်စစ်ဆေးပြီးဖမ်းဆီးမှုတွေရှိနေရလို့မလေးရှားရောက်မြန်မာတွေကပြောကြပါတယ်ဒီလိုအခြေအနေတွေကြောင့်မလေးရှားမှာတရားမဝင်နေထိုင်သူတွေအနေနဲ့အလုလုကံရမှာရောနေအိမ်မှာနေထိုင်ရတဲ့အထိပါစိုးရိမ်နေရတယ်လို့မလေးရှားရောက်မြန်မာတယောက်ကပြောပါတယ်ဖမ်းဆီးမှုတွေကနေထိုင်ရလို့ရှိတယ် နိုင်ရှာတာရနေနေရပြီးလို့ရှိရင်စဲယုံတို့သောသောဆန်တို့မှာသူတို့ကစစ်စစ်မှုတွေအများကြီးရှိတယ်။တချို့တွေဆိုလို့ရှိရင် complaint ကြောင့်ဒီစစ်စစ်တာလည်းရှိတယ်။အဲစစ်စစ်တဲ့အချိန်မှာဒီဟာထောက်ထားမရှိတဲ့လူတွေကဖန်ဆီးခံရတာပဲလေ။အဲလိုမျိုးဖန်ဆီးမှုတွေများလာတဲ့အခါကျကိုယ်မှာထားထားရှိလို့ရှိရင်ဘာမှမဖြစ်ပေမဲ့ထောက်ထားပြည့်စုံမရှိတဲ့နိုင်ရှာတာတွေဆိုလို့ရှိရင်စိုးရွားပါတော့။ဒီမှာနေရာပြန်လုပ်ထဲမှာပြည့်သူတို့ကအများကြီးစိုးရွားမှုတွေနဲ့ချုပ်ချက်နေရတာပါတော့။ မြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေနဲ့စစ်မှုထမ်းဥပဒေကြောင့်မလေးရှားနိုင်ငံကိုရောက်ရှိနေတဲ့မြန်မာနိုင်ငံသား3,000ကျော်ရှိရလို့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးယုံ UNHCR ရဲ့စာရင်းတွေကသိရပါဗျ။ဒီမှာဒီရီပါ။ ါအဝင်တဘာဝဘေးရန်တွေဖြစ်လာခဲ့တဲ့အခါအပျက်စီးတွေကြားထဲကအသက်တချမ်းကိုနီးပညာနဲ့ကဲတင်မှုရှာဖွေခဲ့ကြတဲ့မြန်မာလူငယ်လေးတွေကကမ္ဘာဆက်ရုပ်အိုလံပစ်အာရှပစိဖိတ်ပြိုင်ပွဲမှာရရှိခဲ့တဲ့ပထမဆုံးနဲ့အတူရန်ကုန်မြို့ကိုပြန်လည်ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ဟန်နာသတင်းပေးပို့ထားပါရခင်ဗျာ။ဖိလစ်ပိုင်နိုင်ငံမနီလာမြို့မှာကျင်းပတဲ့နိုင်ငံပေါင်း40ကျော်ဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့ကမ္ဘာ့အိုလံပစ်ဆက်ရုပ်ပြိုင်ပွဲမှာအနာဂတ်စန်းသစ်တီချွန်သူပြိုင်ပွဲ Future Innovator အငြင်းတန်းပွဲစီမှာ မြန်မာကလေးငယ်တွေရဲ့ We are Genius မြန်မာကတည်ထွင်ထားတဲ့ AI အသုံးပြုရှာဖွေကိစ္စရေးဆက်ရုပ်က AI Power Search and Rescue Robotic ကနေပထမဆုံးရရှိခဲ့တာဖြစ်ပါတယ်။ဒီဆက်ရုပ်ကဟာငလင်ဘေးအပါအဝင်တဘာဝဘေးအန္တရာယ်ကြာရောက်တဲ့နေရာဒေသအခြေအနေတွေမှာလူဝင်ရောက်ဖို့ခက်ခဲတဲ့အပျက်စီးကြိုးကြားတွေကြားအလိုအလျောက်တွာလာကအသက်ရှင်တန်ရတဲ့တက်ရှိတွေကိုရှာဖွေကိစ္စဖို့ရည်ရွယ်တယ်လို့ We are Genius မြန်မာက ပြန်ပွဲဝင်သူဦးဖြစ်သူမောင်ညံကိုကပြောပါတယ်။ ပြပြောရင်တော့ဒါကျွန်တော်တို့ရဲ့ဒါ robot ကကြတော့ဒါအဲ့ဒီဟိုတွက်ခဲ့တဲ့လူတွေနေရာမှာအစားထိုးဖို့တော့လောက်တာဖြစ်ပါခဲ့။ဘာဖြစ်လို့လဲဆိုတော့ဒီမလေးငယ်တွေမှာဆိုလို့ရှိရင်သူကတစ်ခေါက်တည်းလှုပ်လှုပ်တာမဟုတ်ဘူး။ပြီးရင်အဲ့ဒီအနောက်မှာဆက်ပြီးတော့လဲဆက်ပြီးလှုပ်သွားတာဖြစ်ပါခင်ဗျာ။အဲ့တော့အဲမလေးငယ်တွေမှာဆိုလို့ရှိရင်ဒီလှုပ်လှုပ်ချင်းမှာတွက်ခဲ့လိုက်လို့ရှိရင်နောက်လာမဲ့ငလင်ထက်လှုပ်လိုက်တာနဲ့အဲ့ဒီလူတွေပိတ်မိနိုင်တာရှိပါခင်ဗျာ။အဲအကြောင်းဒီလူတွေနေရာမှာအစားထိုးပြီးတော့ဒီကောက်တော့ဖို့အတွက်ထွင်တာဖြစ်ပါခင်ဗျာ။ ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကစကိုင်းပြည်ရွေမှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းကလင်ကြီးကြောင့်လူပေါင်း9000ကျော်တိဆုံခဲ့ရပြီးတမိုင်းဝင်အဆောက်အဦတွေစီဒီပထိုးတွေနဲ့လူတွေတိတ်တာအဆောက်အဦတွေများစွာထိခိုက်ပျက်စီးခဲ့ရပါတယ်။ဒီလိုသဘာဝဘေးတွေဖြစ်လာတဲ့အခါအခုလို AI အတုံးပြူရှာဖွဲ့ကစေရေးစရုပ်ကားတွေကလူအတက်တွေကိုစီးရေးရောက်ကောက်ွယ်ဖို့နဲ့ကေတင်ဖို့အတွက် We are Genius မြန်မာကအတင်းသားတွေကတီထွင်ခဲ့ကြတာဖြစ်ပါတယ်။ We are Genius မြန်မာအတင်းသားတွေဟာပြည်ဦးလင်မြို့ရှိ we are genius basic science school ကကျောင်းသားတွေဖြစ်ပြီးသူတို့တွေကိုနည်းပညာနဲ့ပတ်သက်ပြီးလေ့ကျင့်သင်ကြားပေးပြီးတဲ့နောက်အောင်မြင်မှုရလာတဲ့အပေါ်ကျောင်းတည်ထောင်သူလည်းဖြစ်သူဆရာမဖြစ်သူတော့တင်ကြီးဝင်းကအခုလိုပြောပါတယ်ဟုတ်ကဲ့အဲဒီပညာရည်တွေကလူတိုင်းကအဲပတ်စံရှိမှပေါ့နော်အချိန်တွေတစ်ခုရောက်မှဒီပညာရည်တွေကိုသူတို့ကလေးတွေကလေ့လာနိုင်တယ်လို့လူတိုင်းထင်ကြတာပေါ့ကျွန်တော်တို့ဒီသင်တန်းလေးကိုဖွင့်ရတဲ့ရည်ရွယ်ချက်ကလည်းလူတန်းသားမရွေးဒီပညာရည်ကိုဝါသနာတဲ့ ဝန္ဒနာပါတဲ့ကလေးတိုင်းတက်နိုင်အောင်လို့ဆိုပြီးကျွန်တော်တို့သူတို့တိတိနဲ့ဈေးနှုန်းလေးနဲ့တရားလေးလုပ်ပေးထားပါတယ်။တကယ် international မှာဆိုရင်တော့ကျွန်တော်တို့၃နှစ်လောက်ကနေဒီပညာရည်တွေကိုစပြီးသင်ပေးတယ်ပေါ့။ဒါပေမဲ့ကျွန်တော်မြန်မာနိုင်ငံမှာတော့ကျွန်တော်တို့ WEA Genius ကနေပြီးတော့အသက်9နှစ် Grade 1စတက်တယ်ဆိုရင်ကျွန်တော်တို့ဒီပညာရည်တွေကိုစပြီးသင်ပေးလို့ရပါပြီ။ဟုတ်ပုံမှန်လဲလက်ရှိလဲကျွန်တော်တို့သင်တန်းကနေ9နှစ်ကနေစပြီးသင်ပေးနေပါတယ်။ဟုတ်ကဲ့။ကမ္ဘာ့ဆေးရုံအိုလံပစ်အာရှပစိပိတ်ပြိုင်ပွဲကို ီကယ်ရစ်စတမ်ဘာလ19ရက်နေ့ကနေ23ရက်နေ့အထိဖိလစ်ပိုင်နိုင်ငံမှာနိုင်ငံပေါင်း40ကဖွဲ့ပေါင်း180ဖွဲ့ပါဝင်ရှင်ပြိုင်ခဲ့ကြပါတယ်။ပါဝင်ရှင်ပြိုင်ခဲ့ကြတဲ့ We are Genius မြန်မာအတင်းသားတွေဟာသက်17နှစ်အရွယ်ဖြစ်ကြတဲ့မောင်မိုးပြည်စုံကျော်မောင်ကျော်ဘုံခန့်စော်နဲ့အသက်17နှစ်အရွယ်မောင်ညံကိုတို့ဖြစ်ကြပါတယ်။ဒီလိုမြန်မာကလေးငယ်တွေစရုပ်ကားတွေတင်နိုင်ပြီးကမ္ဘာအဆင့်ပြိုင်ပွဲတွေမှာဥရောပနဲ့အာရှကထိပ်တန်းနိုင်ငံတွေကိုကျော်လွန်ပြီးအနံ့ရရှိခဲ့ကြတာဖြစ်ပါတယ်။လာမယ့်အောက်တိုဘာလမှာလည်း ကမ္ဘာအဆင့်နိုင်ငံပေါင်း103နိုင်ငံပါဝင်တဲ့ပြိုင်ပွဲတွေကိုဆက်လက်ရှင်ပြိုင်သွားမှာဖြစ်တယ်လို့ဝါရိုဘုတ်တီအိုလံပစ်မြန်မာကအော်ဂနိုင်ဇာတူဖြစ်သူအတီကပြောပါရယ် အာဆိုတော့အခုကဒါကျွန်တော်တို့ခုနပြောသလိုဒီ Asia Pacific region ဒါအာရှတိုက်အာနဲ့ဒီဒီအာရှတိုက်ထဲကနိုင်ငံအနေနဲ့အဓိကအရှင်ပြိုင်ရတဲ့ပြိုင်ပွဲပေါ့နော်ဆိုတော့အဲ့အထဲထဲမှာဒါကျွန်တော်တို့ဒါပြိုင်ခဲ့တဲ့နိုင်ငံတွေမှာတိုက်အာ Chinese Taipei Taiwan အာ Hong Kong စတဲ့ Japan စတဲ့ဒါနီးပညာဟိုဒါအများကြီးပဲဟိုဒီသိပ္ပံနီးပညာကိုအများကြီးပြည့်စုံပြည့်ထောင်မင်းနေကြတဲ့နိုင်ငံတွေအများကြီးပါတယ်အဲ့အထဲထဲကနေမှာမြန်မာပထမကိုစုကိုရခဲ့တာပေါ့နော်ဆိုတော့ဒါမြန်မာနိုင်ငံရဲ့ဒါအကြောင်းစုံအကြောင်းသားတွေရဲ့ရေချင်းကိုလည်းဒီမှာတစ်ခါရေးပြပေးတာ ဖြစ်တယ်နောက်ထပ်အဆင့်အနေနဲ့ကတော့ကျွန်တော်ဒါကဘာအဆင့်ဒါဒါကဘာနိုင်ငံပေါင်း100နဲ့3နိုင်ငံပါတဲ့ International Final ပွဲတွေကိုကျွန်တော်တို့ဆက်လက်ပြီးတော့ရှင်ပြိုင်သွားဖို့ရှိတယ်အဲဒီပွဲစဉ်တွေကလည်းဒါလာမယ့် November လကျလို့ရှင်ရင်အရှင်ပြိုင်သွားမှာဖြစ်တယ်ပေါ့နော်ဟုတ်အာရှပစိဖိတ်ဒေသရဲ့စစ်ရုပ်အိုလံပစ်ပြိုင်ပွဲမှာပထမရခဲ့တဲ့မြန်မာအတင်းဟာစုကြေးရရှိခဲ့တာမဟုတ်ပဲအမတရားစုစည်းကိုရာရရှိခဲ့တာဖြစ်ပြီးလာမယ့်ပြိုင်ပွဲတွေကိုလည်းဆက်လက်ရှင်ပြိုင်သွားမှာဖြစ်ပါတယ် ဝါရိုဘိုတီအိုလံပစ်ဆိုတာကကမ္ဘာတဝန်းကလူငယ်တွေအတွက်ကျင်းပပြုလုပ်ပေးတဲ့နိုင်ငံတကာဆက်ရုပ်ပြိုင်ပွဲကြီးတစ်ခုဖြစ်ပြီး Robo Mission, Robo Sport, Future Innovators, Future Engineers ဆိုပြီးပွဲစဉ်အမျိုးအစား၄မျိုးခွဲပြီးကျင်းပတာဖြစ်ပါတယ်။ကျွန်မဟန္နာပါ။အခုဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါရမယ်။ တမိလ်တယောက်ဆောင် VJ ရဲ့နိုင်ငံရေးပါတီမဲဆွယ်ပွဲမှာလူအုပ်ပြီးပြီး39ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်အတွက်ပါတီခေါင်းဆောင်တွေကိုရဲတပ်ဖွဲ့ကပြစ်မှုကြောင်းအရာအမှုဖွင့်လိုက်ပါတယ်။စက်တင်ဘာလ29ရက်နေ့က VJ ဟာသူထူထောင်ထားတဲ့ TVK ပါတီအတွက်အိန္ဒိယတောင်ပိုင်းတမိလ်နာဒူပြည်နယ်မှာလာမယ့်နှစ်ရွေးကောက်ပွဲအကြိုမဲဆွယ်ပေးချိန်မှာလူအုပ်ပြီးခဲ့တာဖြစ်ပါတယ်။သေဆုံးသူတွေထဲမှာကလင်းငယ်တွေလည်းပါဝင်ပြီးလူ90ကျော်လည်းထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အမှုဖွင့်ခံရသူတွေထဲမှာ TVK ထိတ်တန်းခေါင်းဆောင်တွေပါဝင်ပြီးစုံစမ်းစစ်ဆေးမှုတွေဆက်လုပ်နေဆဲဖြစ်တယ်လို့ရဲတပ်ဖွဲ့ကထုတ်ပြန်ပါတယ်။ TVK ပါတီဟာလူတသိန်းစုဝေးဖို့ခွင့်တောင်းခဲ့တာဖြစ်ပေမဲ့တကယ်တမ်းလူအုပ်ကနှစ်ဆကျော်ပိုများခဲ့တယ်လို့ရဲတပ်ဖွဲ့ကပြောပါတယ်။တမင်းရုပ်ရှင်လောကမှာအကျော်ကြားဆုံးသရုပ်ဆောင်တူဖြစ်တဲ့ VJ ဟာပြီးခဲ့တဲ့နှစ်ကမှပါတီထူထောင်ပြီးနိုင်ငံရေးလောကထဲကိုဝင်လာခဲ့တာဖြစ်ပါတယ်။အခုဖြစ်စဉ်အတွက် အသေးကွက်ရတယ်လို့ VJ ကပြောထားပြီးတည်ဆုံးသူမိသားစုတွေကိုထောက်ပံ့ပေးမယ်လို့ကတိပြုထားပါတယ်ခင်ဗျာကမ္ဘာအကြီးဆုံးဘီယာပွဲတော်ဖြစ်တဲ့ October Fest ပွဲတော်ကိုဂျာမနီနိုင်ငံမြူနစ်မြို့မှာကျင်းပနေပြီးအခုနှစ်မှာလာရောက်လည်ပတ်သူ3.5တန်းလောက်ကိုကျူဆိုခဲ့တယ်လို့ပွဲအစီအစဉ်သူတွေကစက်တင်ဘာလ28ရက်နေ့မှာပြောပါရတယ်။ ပြီးခဲ့တဲ့နှစ်တစ်ဝက်လောက်မှာလာရောက်လည်ပတ်သူစံချိန်တင်3.6တန်းရှိခဲ့ပြီးအခုနှစ်ဝက်မှာတော့မနစ်ကစံချိန်အောက်နည်းနည်းကျဆင်းခဲ့ပါတယ်။အော်တိုဘာ1ရက်အကြီးကဲ Christian Schaff ကအခုနှစ်ပွဲတော့ကိုအလုံးစုံကားမွန်တယ်လို့ပြောဆိုခဲ့ပါတယ်။ Osbook မြို့ရဲ့လူရည်လောက်ဖြစ်တဲ့လူ3သိန်းလောက်တက်ရောက်ခဲ့လို့စနေနေ့ကအစီအကားဆုံးနေ့ဖြစ်တယ်လို့လည်းသူကမှတ်ချက်ပြုခဲ့ပါတယ်။ပွဲတော်ရဲ့ကာလာတဝက်လောက်မှာမှုခင်းက 2024ခုနှစ်နဲ့နှိုင်းယှဉ်ရင်နည်းနည်းတိုးလာပေမဲ့2023ခုနှစ်ထက်နည်းသေးတယ်လို့ Munich ရဲတပ်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူကအစီရင်ခံတင်ပြခဲ့ပါဗါဒ်။အော်တိုဝါလာ9ရက်နေ့မှာပြီးဆုံးမဲ့ပွဲတော်ဟာ American, Australia, Italy နဲ့ပြင်သစ်တို့ကအဲ့တဲ့တွေအများပြားအပါအဝင်နိုင်ငံတကာကလူတွေကိုဆွဲဆောင်နေပါတယ်ခင်ဗျာ။အခုဆက်လက်ပြီးတော့အားကစားသတင်းကိုတင်ဆက်ပေးမှာပါ။ ကွယ်လွန်သူဒီအေဂိုဂျိုတာရဲ့မိသားစုကိုစာချုပ်တက်တန်းကုန်တဲ့အထိလာစာဆက်လက်ပေးချေတဲ့အပေါ်အသင်းပိုင်ရှင်ကိုနီးပြအာနက်စလော့ကချီးကျူးသွားခဲ့ပါဗျ။ပေါ်တူဂီတိုက်စစ်မှုဂျိုတာနဲ့ညီဖြစ်သူအန်ဒရီတိုဟာပြီးခဲ့တဲ့ဇူလိုင်လ3ရက်နေ့ကလီဗာပူးအသင်းစီကိုပြန်လာနေစဉ်စပိန်နိုင်ငံမှာကားမတော်တဆမှုနဲ့ကွယ်လွန်သွားခဲ့တာပါ။ဂျိုတာဟာလီဗာပူးနဲ့စာချုပ်တက်တန်းနှစ်နှစ်ကြံသေးတာကြောင့်လက်ကျန်လာစာတွေကိုမိသားစုစီဆက်လက်ပေးချေဖို့လီဗာပူးအသင်းကဆုံးဖြတ်ခဲ့တာပါ အသင်းပိုင်ရှင်တွေကနီးပြတအူးလို့ဝေဖန်ခံရမှုတွေရတတ်ပေမဲ့ဂျိုတာရဲ့အခြေအနေပေါ်လီဗာပူးအသင်းပိုင်ရှင်တွေလှုပ်ဆောင်သွားတာကဘောလုံးလောကမှာတော့တာမန်ကိစ္စမဟုတ်ကြောင်းနီးပြစလော့ကပြောပါတယ်ဒါအပြင်ကွယ်လွန်သူဂျိုတာအပေါ်အားပေးချစ်ခင်ကြတဲ့ပရိသတ်တွေနဲ့ကစားသမားတွေရဲ့အပြုတ်မှုတွေအပေါ်ကိုလည်းနီးပြစလော့ကချီးကျူးသွားခဲ့ပါတယ်။ဂျိုတာဟာလီဗာပူးမှာတပတ်လောက်ခပေါင်၃300ခန့်ရရှိနေသူဖြစ်ပြီးလက်ကျန်နှစ်နှစ်တန်တန်းအတွက်စုစုပေါင်း14တန်းလောက်လီဗာပူးကပေးချေသွားမှာဖြစ်ပါတယ်ခင်ဗျာ။ DVB ရုံမြင့်တန်ကြားညနေ၄နာရီသတင်းတွေကိုဓာတ်ရိုက်ကြည့်ရှုခဲ့ရတာပါည၈နာရီမှာလည်းထပ်မံရရှိတဲ့သတင်းတွေကိုဖြည့်ဆက်ပြီးတော့တင်ဆက်ပေးအောင်ပါကျွန်တော်ကတော့ဇွဲသစ်ပါကျေးဇူးတင်ပါတယ်ခင်ဗျာ